တနင်္လာသားသမီးဆွေများအလုံးမင်္ဂလာပါကျွန်တော်ပြည်သူတနင်္လာသားသမီးများအလုံးတနင်္လာသားသမီးတွေအတွက်ကို17လပိုင်း2025ခု17လပိုင်းအတွက်ကိုဘီရင်ဟောစတန်ဟောကြားပြမှာဖြစ်ပါတယ်ခုလာမဲ့နိုဝင်ဘာလအတွက်ကိုတနင်္လာသားသမီးတွေဒီကာလမှာဒီ17လပိုင်းဆိုတဲ့ကာလမှာဘာတွေသူကြကြဖြစ်ပေါ်လာနိုင်လဲဆိုရင်တနင်္လာသားသမီးတွေအနေနဲ့ကဒီ17လပိုင်းဆိုတဲ့ကာလမှာစက်ပစ္စည်းတွေအသက်ဝင်လာတတ်ပါတယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအယောင်ဝယ်ကိစ္စ အထူးအဆင်ပြေအောင်ဝင်မယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့အရာတွေအသိဝင်လာတတ်တယ်နောက်ဆန်စီစေးစားကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်ဝင်ပါလိမ့်မယ်အဲ့တော့စက်တူလုပ်ငန်းတွေနော်အဲ့တော့စစ်ဖက်နဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်ဝင်နိုင်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်တနည်းတော့သာမြင်တယ်အစာချုပ်စာရန်တွေပြုလုပ်ရတဲ့နော်ဒီချိန်အခါမျိုးမှာစာအုပ်စာရန်တွေလက်ဆောင်ရတဲ့အချိန်အခါမျိုးဖြစ်ပါတယ်အဲ့တော့ညီကိုမောင်နှမတွေအခုညီထောက်ပံ့ကောင်းတွေကို ရရှိတဲ့တဲ့ဒီချိန်ကမျိုးမှာအလောက်ကိုင်းလေးရှေ့ကိုအောင်မြင်တိုးတက်လာမယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အရေးအခွင့်လန်းကောင်းတွေပေါ်ပေါက်လာတဲ့တဲ့အချိန်ကမျိုးဖြစ်ပါတယ်ဒီနေ့လာသားသမီးတွေနေနဲ့အော်ဒီချိန်ကမျိုးမှာဒီနေ့လာသားသမီးတွေနေနဲ့ဟာညီနဲ့ပတ်သက်တဲ့ကိစ္စတွေအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့တဲ့ညီနဲ့ပတ်သက်တဲ့ကိစ္စနော်သာသာပြည်နဲ့ညီနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကအမျိုးသမီးတူအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာမျိုးလေးတွေကြုံပြရတဲ့တဲ့ เนาะไอ้พ้งนี่บาดิအပြက်တာတို့ပျောက်တာတို့မှန်ကွဲတာတို့ဖြစ်တတ်တယ်အဲ့တော့မျက်မှန်တက်တဲ့သူတွေဆိုရင်လည်းမျက်မှန်ခိုင်းကျိုးတာတို့မျက်မှန်မှန်ကွဲတာတို့ဖြစ်တတ်တယ်အချိန်အခါမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်အခါမျိုးမှာတိရစ္ဆာန်သားသမီးတွေအနေနဲ့ကဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော့အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဆန်စီစေးစားကိစ္စထူးထူးခြားခြားအဆင်ပြေအောင်မြင်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့ ရဝေခီကိစ္စနော်ခီငီခီဝေမမျိုးသလုံးအစင်ပြေအောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ရွှေတဲ့ပစ္စည်းတွေဝင်ကင်းရှိတယ်ရဝေရနေသတင်းစကားတွေသတင်းကောင်းတွေကြားရတဲ့အဆက်အသွယ်တွေအကူအညီတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အဓိကသတိထားမှာတော့အငြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအမွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဲဒီအချိန်ကာလမျိုးမှာစိတ်ကတိကောက်ပြရတဲ့စိတ်နှောက်ရှက်ဖြစ်ရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင် အခြေရေးကိစ္စတွေအနည်းငယ်ညံ့နေတဲ့အချိန်ကားမျိုးဖြစ်တယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်အိမ်တွင်းရဲ့အိမ်တော်ရဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအနည်းငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့အချိန်ကားမျိုးဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌိနာသာသမီးရဲ့ဒီတလတာမှာကျမ်းမာရေးအနေနဲ့ဆိုရင်စီးနဲ့ပတ်သက်တာတို့မျက်စိနဲ့ပတ်သက်တာတို့အနည်းငယ်သတိထားရမယ်မူးတာတို့မောတာတို့နောက်နှလုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေသတိထားရမယ် အချိန်ကာလမျိုးဖြစ်ပါတယ်နှလုံးအားနည်းတာမျိုးတွေအသွေးအားနည်းတာမျိုးတွေတော့ဒရင်းနာသားသမီးတွေเนี่ยဒီစက်တလပိုင်းဆိုတဲ့ကာလမှာနိုဝင်ဘာလတိုင်းမှာအကျိုးပေးတဲ့အရာအနေနဲ့ကနေရရောင်ကျိုးပေးပါတယ်နေရရောင်ကျိုးပေးတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ပုံးဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့ဒရင်းနာသားသမီးတွေဒီဒီတလတာလုံးကံနေကောင်းလက်လက်ပွင့်ဖို့ဆိုရင်မိမိရဲ့ဖျားမှာ ဇီးဖြော်ရေဒါမှမဟုတ်ဇီးကိုဇီးကိုတော့သူတန်းကြီးအဖြစ်တရင်တော်သားကြီးနဲ့တလကာလုံးအကန်နေကောင်းလက်တွေ့ပြီးတော့လုံလန်းလုံလန်းကန်ကန်တွေအဆင်ပြေလာမယ်အကျန်စီတွေအောင်မြင်လာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတရင်တော်သားကြီးများအားလုံးစိတ်ချမ်းသာခြင်းအိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ